အားလုံးမင်္ဂလာပါကျွန်တော်တို့ football live ရဲ့မနက်ခင်းကနေပြီးတော့ပြန်လည်ပြီးတော့ကြိုးလိုက်ပါတယ်အဲဒီနေ့မနက်ခင်းမှာတော့ဒါကျွန်တော်ပထမအဆုံးသတင်းလေးတစ်ခုအနေနဲ့ဒါကျွန်တော်တို့ Arsenal သတင်းနဲ့ကျွန်တော်စပြီးဖွင့်လိုက်ခြင်းပါတယ်အဲ့တော့အာဆန်အသင်းနဲ့ဒါကျွန်တော်မနိညာကဒါကျွန်တော်တို့ Sporting ရဲ့တိုက်စစ်မှုဒါကျွန်တော်တို့ Victor Caiocres ပထမအဆုံးကမ်းလှမ်းမှုတစ်ခုကိုပြုလုပ်လာတယ်ဆိုပြီးတော့ Portuguese ဘက်ကသတင်းဌာန၃ခု၄ခုလောက်ကတက်လာခဲ့တယ်။ဒါ tier ရပြောမယ်ဆိုတော့ tier 2 tier 3 level လောက်တော့ရှိပေမဲ့တကယ်တမ်းနင်လား၅လပြန်ကြည့်မယ်ဆိုရင်တော့ tier 3 tier 3 level ပေါ့နော် tier 1တွေရာတခုမှမပြောဘူးအဲ့တော့ဒါမှလက်ရှိမှာဒါကျွန်တော်ဖတ်ရတဲ့လောက်ကတော့ Arsenal သိနေတာကျွန်တော်တို့လက်ရှိမှာ Benjamin Sesque အပြောင်းရွှေ့ကနေပြီးတော့ဒါကျွန်တော် Victor Kyogre ဆက်အပြောင်းရွှေ့ကိုပြန်လဲပြီးတော့ရွေလျားသွားခဲ့ပြီးတော့လက်ရှိမှာ Deacon Lambu ကတကယ်ဖြစ်သွားတယ်ဆိုတဲ့သတင်းလေးလည်းထွက်ပေါ်လာခဲ့တယ်ဒီမှာပါအဲ့တော့ဒီကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်ဒီနေ့နည်းနည်းလေးပြောမယ်ပြီးရင်ဒါကျွန်တော် Arsenal သိနေတောင်မန်ကစားသမားတွေကိုလည်းလက်ရှိ market တွေမှာဆက်လက်ပြီးရှာဖွေနေတဲ့ဆိုတဲ့အကြောင်းလေးကိုလည်းနည်းနည်းလေး add on လုပ်ချင်တယ်ပေါ့နော်အဲ့တော့ ဆက်ပြီးအောင်အဲ့တော့လက်ရှိမှာဒါကျွန်တော်တို့ Arsenal တင်းနေသူတို့ရဲ့တိုက်စင်မှုရှာပုံတော့ကိုတော့အခုချိန်ထိသူတို့နေနေတာကျွန်တော်တိုးဝေစေပါလို့ပြောလို့ရတယ်မှာပါတယ်အဲ့တော့လက်ရှိမှာကျွန်တော်တို့ Arsenal တင်းနေတာကျွန်တော်ဖတ်အပ်လောက်ကတော့ကြာကျွန်တော်တို့ စပေါ်တင်ရဲ့တိုက်စစ်မှုဖြစ်တဲ့ Victor Kayogres ကိုဒါကျွန်တော် Euro 55 than plus Euro 10 than ပေါ့နော်ဒါကျွန်တော်ဟိုးရင်တော့ကစပေါ်တင်တောင်းခဲ့တဲ့ဈေးအတိုင်းကိုဒါကျွန်တော် Arsenal ဘက်ကနေပြီးတော့တရားဝင်ကန့်လန့်သွားခဲ့တာဖြစ်တယ်ဒါတူတရားပြောမယ်ဆို Euro 65 than အရင်တော့ကဒါကျွန်တော် Sporting အသင်းအနေနဲ့ဒါကျွန်တော်တို့ Kayogres ကို Euro 65 than လောက်ရမယ်ဆိုရင်တော့ထုတ်သွားမယ်ဆိုတဲ့သတင်းအနေနဲ့အတူလက်ရှိမှာတကယ်ကို Arsenal အသင်းကဒီဈေးအတိုင်းမှာဒါ Victor Kayogres ရဲ့ Euro 65 than ကိုပြေးချေပြီးတော့ဒါတရားဝင် ကန့်လန့်ခဲ့တာကိုတွေ့ရမယ်။ဒါမနိကဒါကျွန်တော်တို့ yes ဒီပေါ်တော့ the offer was made due in a yesterday ပေါ့နော်။ဒါကျွန်တော်တို့အဲမနိက Arsenal အသင်းနဲ့ဒါကျွန်တော်တို့ Victor Carges နဲ့ဒါကျွန်တော် Sporting နဲ့တွေ့တဲ့အချိန်မှာပဲဒါကျွန်တော် Arsenal အသင်းကတရားဝင်ကန့်လန့်ခဲ့တယ်လို့သိရတယ်မှာပါတယ်။ဒါပေမဲ့ Sporting ဘက်ကဒီကန့်လန့်မှုကိုညှင်းပယ်သွားဖို့ရှိတယ်ဆိုတဲ့သတင်းတွေတောက်လျှောက်ထွက်ပေါ်လာခဲ့တယ်ဆိုပြီးတော့ရေးသားထားခဲ့တယ်။အဲ့တော့သိကြတယ်မြတ်ခုလက်ရှိမှာ Sporting နဲ့ဒါကျွန်တော်တို့ Victor Carges ရဲ့ ကိစ္စကလည်းတော်တော်လေးကိုနှက်နေတယ်။ Vita Kayagras ကိုတိုင်လည်း Instagram မှာဒီကိစ္စနဲ့ပတ်သက်ပြီးသူ့နဲ့တချိန်ကြာရင်လူတွေအနေနဲ့အကုန်လုံးအမှန်တရားကိုသိစေရမယ်ဆိုပြီး Instagram မှာပေါက်ကွဲထားတာကိုတွေ့ရမယ်။လက်ရှိမှာဒါကျွန်တော် scenario လေးကိုအတူတူပြန်ပြောရမယ်ဆိုတော့ Vita Kayagras ကိုသူ့အနေနဲ့ဒါမှမဲ့ရဒီနေ့ညရာဒီမှာသူ့ရဲ့အသင်းပိုင်ရှင်နဲ့သူ့ gentleman agreement ပေါ့နော်။ Vita Kayagras ကိုအသင်းကနေထွက်ချင်တယ်ဆိုရင်တော့ Euro 65သန်းပေါင်55သန်းပတ်ချလေးဝင်ငင်ကြရမယ်ဆိုရင်တော့ကစားသမားကိုအသင်းကနေတရားဝင်ပေးထွက်မယ်ဆိုပြီး Vita Kayagras ကိုကစားဦးဒါကျွန်တော်အသင်းဘက်ကနေဂရုပေးခဲ့တယ်။ Vita Kayagras မှာ အခုချိန်ထိတော့စာကျုပ်ဖြတ်သိမ်းခြင်းယူရိုတန်100ရှိနေခဲ့ပေမဲ့အသင်းဘက်ကတော့ Victor Kyrgios ကတကယ်တမ်းအသင်းကနေထွက်ချင်ခဲ့မယ်ဆိုခုနကျွန်တော်ပြောတဲ့ယူရို65တန်းဈေးနဲ့အသင်းကတရဝင်ပေးထွက်သွားမှာဖြစ်တယ်ဒါပေမဲ့တကယ်လည်းအခုလက်ရှိမှာဒါကျွန်တော်အသင်းတွေကနေယူရို65တန်းနဲ့ဒါကန့်လန့်မှုတွေကိုပြုတ်လုပ်ဖို့ကြံစီနေတဲ့အချိန် Arsenal အသင်းလိုမျိုးတကယ်လည်းကြံစီနေတဲ့ဟို Arsenal အသင်းမျိုးတကယ်များ ကန်လန်းခဲ့တဲ့အချိန်မှာဆိုရင်တော့ပြည်ထနာဘာဖြစ်လဲဆို Sporting Bank ကငွေပူလို့ခြင်းလာတယ်။ Sporting ရဲ့လက်ရှိဥက္ကဋ္ဌဖြစ်တဲ့ဒါ CEO ကတော့ Dr. Victor Kyrgios နဲ့အပြောင်းရွှေ့နဲ့ပတ်သက်ပြီးတော့ Euro 80လောက်နဲ့သူတို့အနေနဲ့တုံ့လုပ်သွားမှာမဟုတ်ဘူးဆိုပြီးပြောတဲ့ဇာတ်ပုံမှာမူတည်ပြီးတော့အခုနောက်ပိုင်းမှာဒါကျွန်တော်တို့ Victor Kyrgios နဲ့ဒီ Sporting နဲ့ကြားထဲမှာတော်တော်လေးကိုခွာပြဲသွားခဲ့ပြီးတော့အကယ်၍လာမယ့်ရာသီမှာဒါ Victor Kyrgios အပြောင်းရွှေ့မဖြစ်ခဲ့ဘူးဆိုရင်တော့မှ Sporting အသင်းနဲ့လုံးဝဒါကျွန်တော်တို့ ပြန်ပြီးတော့ကစားသွားမှာမဟုတ်တော့ဘူးလို့သိရတယ်တော့ပါ Sporting Data ကျွန်တော်တို့လက်ရှိမှာ Victor Kyrgios နဲ့ကိစ္စကတော့ပြီးသွားပြီလို့ပြောလို့ရတယ်အနေထားမှာရှိအဲ့တော့ဒီနေရာမှာအမှန်တည်းပြောမှာဆိုဘယ်သူလုံလဲပြောမှာဆိုအသင်းဘက်ကလုံတယ်လို့ကျွန်တော်နေတဲ့ဘက်ကမြင်တယ်။ဘာကြောင့်လဲဆိုအသင်းဘက်ကလည်းလက်ရှိမှာဒါကျွန်တော်ကစားသမားကို Euro 65သန်းဆိုတဲ့ပုံစံမျိုးနဲ့တရားဝင်ထွက်ခွင့်ပေးတာတကယ်လက်တာအသင်းတွေဘက်ကနေအခုလက်ရှိမှာ Arsenal ကလည်းတရားဝင်ကန့်လန့်တယ်။တကယ်လက်ကန့်လန့်တဲ့အချိန်မှာ Okay ငါတို့ကအဲ့ထက်ပို့ပြီးလို့ချင်တယ်။အခုနောက်ပိုင်းဒီ transfer ကျွန်တော်ဒါမနိကလည်းပြောခဲ့သူပဲနော် transfer market မှာအခုနောက်ပိုင်းတော်တော်လေးဟိုဒါ ဟိုအောက်တန်းကြရလို့ရကတာကြောင့်အသင်းတွေဘက်ကများလာခဲ့တော့ဆိုအသင်းတွေအနေနဲ့အခုလက်ရှိမှာဒါမင်းဟွာဒီရင်ရောက်ရတော့ပြီအစားသမားတွေကလည်းခုနပြောတဲ့သူဘဝအတွက်တဆင့်မြင့်တဲ့နေရာအကုန်လုံးသွားကျင်ကြတာပဲလာလက်ရှိမှာ sporting ကမကောင်းမှုကောင်းတယ်ဒါပေမဲ့ကျတော့ of course ဒါကျွန်တော် premier league မှာ arsenal လို့အသင်းမျိုးမှာဆောင်းမှာအကုန်လုံးရဲ့ dream တွေကတခုပဲဖြစ်တယ်အဲ့တော့တကယ်လို့ arsenal ဘက်ကဒါ victor kayo ကဆိုတာကျွန်တော်တို့ဒီနှစ်မှာ sasco ကိုတော့မှအပြောင်းအရွှေ့မလုပ်ခဲ့ဘဲနဲ့ဒါ victor kayo ကိုပထမဆုံးကန့်လှမ်းမှုလုပ်ခဲ့တာဖြစ်တယ်အဲ့တော့ လက်စနာကြည့်မယ် Victor Kyagres ကလည်းပောက်ကွဲပောက်ကွဲခွင့်အပြည့်ဟာ100%ရှိတယ်လို့မြင်တယ်ဒီဒီခေါက်မှာကျွန်တော်မြင်ရမှာဆိုတော့ Sporting Back ကလွန်တယ်လို့မြင်တယ် Sporting Back ကတော့အစကတည်းက Okay ငါတို့ကတော့ Euro တန်းတရာကွာစာရုပ်ဖြတ်သိမ်းခြင်းမပေးမချင်းဒါဘယ်ကောင်းမှငါတို့မရောမှုဆိုရင်လည်းပသေးတွေဘက်ကလည်းဒီညမှာဆက်ဆက်ခွာသွားမှာဖြစ်တယ်အဲ့တော့ ကစားသမားဘက်ကပြပြန်ကြည့်မယ်ဆိုရင်သူအနေနဲ့ပိုကောင်းတဲ့ကလပ်မှာဆော့ကျင်တဲ့အိမ်မက်တွေအခုလက်ရှိမှာတော်တော်လေးဝေဝါးနေတာဖြစ်တယ်။အဲ့တော့အာဆိုသင်းကတော့လက်ရှိမှာဒီကစားသမားအတွက်ပေါင်တန်း80တက်ဖို့ဆိုယူရိုတန်း80တက်ပို့ပြီးဖို့လုံးဝအစီအစဉ်မရှိဘူးလို့သိရတဲ့တမှာပါပါတယ်။အပြောချင်တာကလက်ရှိမှာအာဆိုသင်းနေတာဒုတိယမြောက်ကန်လန်းမှုတော့ရှိလာနိုင်ခဲ့ပေမဲ့တစ်ဖက်က Sporting ကြိုက်စည်းမျိုးကိုတော့အာဆနော်သင်းကနေပြီးလိုက်ပြီးပေးဖို့တော့လုံးဝအစီအစဉ်မရှိဘူး။အဲ့တော့ Vader Kyogres ကလက်ရှိမှာသူအသင်းရဲ့ဒုက္ခပေးမှုသူ့အသင်းရဲ့ဒုက္ခပေးတဲ့အတွက်ကြောင့်မို့သူ့ကိုယ်တိုင်ဒုက္ခခါစီခံရမလား။ ဒီကိစ္စကိုကျွန်တော်တစ်ချက်တော့စောင့်ကြည့်ရမယ်ဒီမှာပါတယ်လို့ပဲကျွန်တော်အနေနဲ့မြင်မိတယ်နောက်ထပ်တစ်ချက်အနေနဲ့ထပ်ပြီးပြောရမယ်ဆိုရင်တော့အာဆိုသင်းတယ်ဘာလို့ဆက်စကိုကိုမလိုက်ခဲ့လဲဆိုတဲ့အကြောင်းဆက်စကိုလက်ဒီတိုင်းမပြလက်ရှိမှာဒါကျွန်တော်ဘန်ဂျမင်ဆက်စကိုရဲ့အပြောင်းရွှေ့မှာဒါကျွန်တော်အာဆိုသင်းနဲ့ဒါဗစ်ဒါကိုင်ယိုဂရက်ဆိုတဲ့စိတ်ဝင်စားခဲ့တယ်တရားဝင်နှစ်သိန်းကျဆွေးနွေးမှုတွေကိုလုပ်ခဲ့တယ်အာဘီလိုက်ဆန်နဲ့တရားဝင်ဆွေးနွေးမှုတွေကိုရှိခဲ့ပေမဲ့တကယ်တမ်းနင်လားငါလားဟိအကန့်လတ်မှုလုပ်မဲ့အချိန်မှာတော့ဒါကျွန်တော် roadblock များစွာရှိခဲ့တယ်ဆိုပြီး Fabrizio Romano ကဒါကျွန်တော်သူ့ရဲ့ YouTube podcast မှာပြောခဲ့တာကိုတွေ့ရမယ်အဲ့ roadblock ကဘာလဲအဓိကတော့ပြောင်းရွှေ့စည်းပဲ လက်ရှိမှာဒါပထမဟုတ်နာပေါ်တပြတာအာဗီလိုက်ဆက်အနေနဲ့ဒါ ဘန်ဂျမင်ဆက်စကိုကြလွယ်လွယ်လေးနဲ့အသင်းကနေပေးထွက်မလို့ဘာညာတရီနဲ့ထွက်ခဲ့ပေမဲ့တကယ်တည်းနေလန်းငါလာထွက်လောက်မဲ့အချိန်မှာဆိုရင်တော့အာဆနိုအသင်းနဲ့ဒါအိုကေအဲ့ဒါဆိုတော့ငါတို့ကန်လန့်မယ်မင်းတို့ဘယ်စည်းလူချင်းလဲဆိုတဲ့ပုံစံမျိုးဒါတရားဝင်ဆက်သွေးတဲ့အချိန်မှာဒါတစ်ဖက်က RB Leipzig နဲ့ပေါင်60နဲ့5သန်းယူရိုသန်း80နဲ့85သန်း5သန်းပတ်ချာလဲဝင်းညင်ကြအလူရှိနေတဲ့အတွက်ကြောင့်မလို့အာဆနိုအသင်းနဲ့ဒီတော့ဘန်ဂျမင်ဆက်စကိုအပြောင်းရွှေ့ကိုဒါပစ်ထားခဲ့ပြီးတော့ Victor Gyökeres ဘက်ကိုရောက်သွားတယ်လို့ပြောလို့ရမယ်လို့ပေါ့အဲ့တော့ဒီညမှာဒါကျွန်တော်အားလုံးအာဆနိုပြည်သက်တိုက်စစ်ဒီတော့များလူချင်းလဲဆိုသိပါတယ်ဒါတကယ် ယ်လည်းမှန်ပါဒါပေမဲ့ market ရဆိုရင်ဒီကစားသမားတွေအမှန်တမ်းပြောမှဆိုလက်ရှိ ask တော့ပေးတဲ့ဈေးကတော့များနေပြီလို့မြင်တယ်ဗီတာကာယကဆိုလက်ရှိမဟုတ်တယ်ဒါဂိုးတွေအများကြီးတွန်းထန်လာမှမယ်နင်းလား၅လားဟေးဆိုတဲ့ဘုံမှာ premier league proven မဖြစ်သေးတဲ့ကြောင့်ဒီမေးခွန်းတွေကိုကျွန်တော်အများကြီးအများကြီးမေးရမယ်တယ်မှာပါတယ်အဲ့တော့လက်ရှိအခြေအနေတွေရပါဘောနော်အာစတိုသင်းဘက်ကကြည့်မှကျွန်တော်မှန်တယ်လို့တော့မဆိုလိုခဲ့ပေမယ့်အာစတိုသင်းအခုလှုပ်ရှင်အခုတွားနေတဲ့ပုံစံကမှန်တယ်လို့တော့ကျွန်တော်နေမြင်ပါဆို မတန်တဆဈေးတွေဒါကျွန်တော်အသင်းဘက်ကတောင်းတဲ့အချိန်မှာကိုဆိုလည်းဘာမှပြီးမှာမဟုတ်ဘူးဗျာတကယ်တမ်းဖျားဆိုကိုဆိုလည်းပြီးမှာမဟုတ်တကယ်ကျွန်တော်ဆိုလည်းစိတ်ပြတ်မိမှာဘာလို့ဆို ဗီတာကန်ကဆိုခုလက်ရှိမှာအာဆန်ဆိုသူတို့ပထမဆုံးနောက်နေโอเค65တန်းဆိုအာဆန်တန်းတယ်လို့မြင်နေကြတော့ပထမဆုံးကန့်လန့်မှုလုပ်တယ်ဒီကန့်လန့်မှုလည်းရအောင်ဟာဒီဟာကငါတို့တန်သွားဒီတစ်အများကြီးပူတန်းတယ်80လောက်တန်းကတော့မဖြုတ်ဘူးဆိုတဲ့စကားကြီးထားပြောတယ်ဘန်ဂျမင်းဆက်စကိုလည်းတိုင်မှာပထမတာကျွန်တော်ယူရို65တန်းပတ်ချလဲဝင်နေကြရမယ်သတင်းတွေထွက်ထားခဲ့ပေမဲ့တကယ်လဲအာဆန်တော့အသင်းကဝင်ရောက်ပြီးထဲထဲဝင်လဲဆွေးနွေးရောဟာမဟုတ်ငါတို့ပေါင်65တန်းလောက်မှရမှာဒီကောင်အတွက်ကဒါကျွန်တော်ဒီဒီစည်းကသတ်မှတ်ထားပြီးသားဗာညာအဲ့တော့ အာဆောဘက်ကကြည့်တော့လေခုနကဒီအပြောင်းအလဲမှာဘာလို့နှင်းနေလဲဆိုတော့ကောင်းကောင်းကြီးနားလေလို့ရတဲ့အနေအထားတစ်ခုကျွန်တော်တို့ရောက်သွားတယ်ပေါ့နော်အဲ့တော့ထားပါအဲ့တော့အဲ့ဒါကလက်ရှိမှာအာဆောတင်းရဲ့တိုက်စစ်မှုအပြောင်းရွှေ့ကိစ္စဖြစ်တယ်နောက်တစ်ခုကအာဆောတင်းရဲ့အခုခြေထီတောင်မန်ကစားသမားနေရာမှာနီကိုဝီလီယံကို top of the list ကိုဆက်လက်ပြီးထားထားစေဖြစ်တယ်ဆိုပြီးတော့ဖာဘီဂျီရိုမာနိုကတင်ဆက်ထားတာကိုတွေ့ရမယ်အဲ့တော့လက်ရှိမှာနီကိုဝီလီယံကတော့ခုနကသူဒါလက်ရှိမှာတိုက်စစ်မှုကြီးလောက်ရှုပ်ထွေးနေတဲ့အနေအထားတော့မရှိဘူးကစားသမားကလက်ရှိမှာတောင်းတဲ့လက်စားအရန်မြင့်မာလွန်တဲ့ကြောင့်ဒီကိစ္စထင်တာထက်ပိုပြီး complicated ဖြစ်နေတယ်လို့ပြောလို့ရတယ်ကစားသမားမှာစာချုပ်ဖြတ်သိမ်းခြင်း ယူရို45သန်းရှိတယ်ကစားသမားစာချုပ်ဖြတ်သိမ်းခြင်းဖြစ်မယ်ဆိုရင်တော့အက်လက်တစ်ဘီဘောင်းနဲ့တော့စကားပြောစရာမဟုတ်ဒါပေမဲ့တကယ်တမ်းစကားပြောမှသူရဲ့ကမ့်နဲ့ပဲသူရဲ့ကမ့်ကလက်ရှိမှာဒါပေမဲ့အရာဒါကျွန်တော်တပတ်လုခလာစာယူရို၄သိန်းနဲ့၄သိန်းခွဲပတ်ချာလဲဝင်းညင်ကြအလိုရှိနေတယ်ပေါင်းတမဆိုပေါင်းတပတ်လုခလာစာ၃သိန်းခွဲလောက်နေနေလို့ရှိတယ်ပြောချင်တာလက်ရှိမှာစာကာရနေတဲ့လာစာနေနည်းကိုဒါကျွန်တော်တို့အာစတယ်ဘက်ကိုတောင်းဆိုထားဖြစ်တယ်အာစတယ်ကစာကာလူကောင်မူရောင်မတာဒီလောက်ဒီ proven ပြပြီးဒီဈေးပေးခဲ့တာဖြစ်တဲ့အတွက်ကြောင့်လွယ်လွယ်နဲ့ပေးဖို့တော့စီစဉ်မရှိဘူးလို့ကျွန်တော်နေမြင်တယ်အကဲဒီကိုဝီရီယာနဲ့တပတ်လုခလာစာ၂သိန်းနဲ့၂သိန်း င်းနှစ်တောင်းကြားဆိုရင်တော့အာစတိုသင်းနဲ့စဉ်းစားသွားမှာဖြစ်ပေမဲ့လက်ရှိမှာနီကိုဝီလျံဘက်ကတော့တစ်ဖက်ကဘိုင်ယန်မြူးနစ်ကလည်းသူ့ကိုလိုချင်နေတဲ့ကြောင့်သူကဒီဈေးကိုဆွဲတင်ထားတဲ့လူရေးသားထားတာကိုတွေ့ရမယ်အဲ့တော့လက်ရှိမှာအာစတိုသင်းနဲ့တောင်းမဲ့ကစားသမားရဲ့စိတ်ဝင်စားတဲ့မှာနီကိုဝီလျံကထိတ်ဆုံးကနေတွားနေခဲ့တာမှန်ပေမဲ့တကယ်တမ်းပြန်ကြည့်မယ်ဆိုရင်တော့နီကိုဝီလျံရဲ့လောက်ခလာစားကမြင့်မားလွန်တဲ့ကြောင့်အာစတိုသင်းနဲ့အခုလက်ရှိနီကိုဝီလျံနဲ့ဆွေးနွေးတာကိုရပ်တန့်ထားတယ်လို့သိရတယ်မှာပါတယ်အာစတိုသင်းနဲ့တခြားသောတောင်းမဲ option တွေဖြစ်တဲ့ဒါကျွန်တော်တို့အလာဟန်ဒိုကာနာချိုဒါကျွန်တော်တို့အန်တိုနီယိုစီနီယိုအန်တိုနီယို ဟာစီမီညိုဒီလူကစားသမားမျိုးတွေကိုလည်းစိတ်ဝင်စားနေဆိုတဲ့သတင်းပေါင်းများစွာထွက်နေဒါပေမဲ့အာဆိုတဲ့နဲ့ဒီအပြောင်းရွှေ့ပြန်ဖွင့်လာတဲ့တိုက်စစ်မှုခေါ်ယူရေးကိုအဓိကပို့ပြီးတော့ကြိုးပမ်းသွားမှာဖြစ်ပါတယ်လို့ပြောရင်းနဲ့ပဲကျွန်တော်ဒီနေ့မနက်ခင်းသတင်းမှာနောက်ွင့်ပြပါဦးဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0ဆိုတဲ့ NBA for you တို့မှာဂျင်းလို့ဆိုတော့ပေါင်းကူညီလို့ရပါတယ်မြန်မာပြည်လည်းကလပ်ဖို့ပဲမေးကြပါနိုင်ပြအောက်က comment တွေမှာလည်း Youth Sport Media 3.0ဆိုတဲ့ NBA for you တို့ရဲ့လင်းလေးတွေကိုထည့်ပေးထားကြပါကြောင့်မျှော်ကြကူညီပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လို့ပြီးကြတော့အားပေးလို့ရပါတယ်မြန်မာပြည် တဲ့ကလစ်ဖို့မမေ့ကြပါနဲ့ဗျ။မြန်မြန်ကလစ်မှမြင်မြင်နိုင်မှာဖြစ်ပါတယ်။အားလုံးမကြွတူပါနဲ့။ကောင်းမွန်တော့နေလေးနေဖြစ်ပါစို့ဆုမွန်ကောင်းတောက်ပြီးနေပဲကျွန်တော်တို့ညောင်းမှာပဲ AC တွေ့ကြတာပေါ့။ဒေးပါဗျ။